ိမ်ပိုင်ဖြစ်စေမဲ့ငွေစုနည်း30နံပါတ်1လဆင်ဝင်ငွေရဲ့အနည်းဆုံး20ရာခိုင်နှုန်းကိုမပြတ်မကွက်စုဆောင်ပါနံပါတ်2အပူဝင်ငွေရှာဖို့အတွက်ချိန်ပိုင်းအလုပ်တွေလုပ်ပြီးရတဲ့ငွေအားလုံးကိုစုဆောင်ပါနံပါတ်3နေ့စဉ်အသုံးသေးတွေကိုကြိုတင်စီစဉ်ပြီးမလိုအပ်တာတွေကိုချော့ချပါ။နံပါတ်၄လက်ဖက်ရည်တိုင်းစားတောက်ဆိုင်စားတဲ့မလိုအပ်တဲ့အသွားအလာတွေကိုချော့ချပြီးအိမ်မှာပဲချက်ပြုတ်စားတောက်ပါ။နံပါတ် ွန်လိုင်းပေါ်ပစ္စည်းတွေဝယ်မဲ့ခိုင်းတစ်ပတ်လောက်ဆောင်ပြီးမှဝယ်လိုက်မယ်ဆိုရင်မလိုအပ်တာတွေနဲ့အပိုကုန်မာတွေကိုရှောင်ကျဉ်နိုင်ပါလိမ့်မယ်။နံပါတ်6အားလျက်တွေမှာပန်းပြေခီးထွက်မဲ့စာအိမ်မှာပဲနေပြီးရုပ်ရှင်ကြည့်တာစာဖတ်တာတွေလုပ်ပါ။နံပါတ်9အရေးကြဝယ်ယူတဲ့ပစ္စည်းတွေကိုတတ်နိုင်တဲ့လောက်ရှောင်ကျဉ်ပါ။နံပါတ်10ဖုန်း၊အင်တာနက်၊လျှက်စင်မီတာကတွေကိုတတ်တာအောင်စီမံပါ။နံပါတ်9 မလိုအပ်တဲ့အဝိသေရင်တဲ့လူသုံးကုန်ပစ္စည်းတွေကိုမဝယ်မိအောင်စိတ်ကိုထိန်ချုပ်ပါ။နံပါတ်၁၀ပွဲလန်းသဘင်သွားတာတွေကိုလျှော့ချပါ။နံပါတ်၁၁ဈေးဝယ်တဲ့အခါတိုင်းဆိုင်တစ်ဆိုင်နဲ့မှပဲမဝယ်ပါနဲ့။ဆိုင်ပေါင်းစည်းလိုက်မိပြီးဈေးအသက်သာဆုံးဆိုင်မှဝယ်ပါ။နံပါတ်၁၂တစ်ခါဆုံးပစ္စည်းတွေအစားပြန်ပြီးအသုံးပြုလို့ရတဲ့ပစ္စည်းတွေကိုရွေးချယ်သုံးစွဲပါ။နံပါတ်၁၃အိမ်တွင်းလိုအပ်ချက်တွေကိုကိုယ်တိုင်ပြုပြင်နိုင်အောင်ကြိုးစားပါ။နံပါတ်၁၄ လက်ရှိဝင်ငွေကိုတိုးအောင်ကြိုးစားပြီးပိုးလာတဲ့ငွေကိုစုဆောင်ပါနံပါတ်5ငွေကြေးစီမံခန့်ခွဲမှုဘူတူတာတွေကိုလေ့လာပြီးလက်တွေ့အသုံးချပါနံပါတ်6ရတဲ့စုကြေးနှစ်ကုံဘောနဲ့လုံငွေတွေကိုအိမ်ဝယ်ဖို့အတွက်စုဆောင်ငွေတွေကိုထည့်သွင်းစုဆောင်ပါနံပါတ်7မိသားစုတွေတငယ်ချင်းတွေနဲ့ပျော်ပါတုံးထွဲတာတွေကိုလျှော့ချပါနံပါတ်8မိုဘိုင်းဘန်ကီးတုံးတာတွေကိုအတက်နိုင်ဆုံးလျှော့ချပါနံပါတ်20 အကျွေးနဲ့အတူရှောင်းပါနံပါတ်21တပတ်စာ3သိန်းကိုကြိုတင်စီမံထားပါနံပါတ်20နဲ့ငွေကြေးသုံးဆွဲမှုတွေကိုနေ့စဉ်မှတ်တမ်းတင်ပါနံပါတ်23လစဉ်စုဆောင်းငွေပမာဏကိုတဖြည်းဖြည်းတိုးမြှင့်သွားပါနံပါတ်24နေ့စဉ်သုံးပစ္စည်းတွေကိုလက်လီမဝယ်ပဲလက်ကားသေးနဲ့ဝယ်ယူတူလောင်ထားပါ။နံပါတ်20ကအိမ်ချမ်းမြေသေးနှုံးတွေကိုအမြဲဆောင်ကြည့်လေ့လာပါ။နံပါတ်26 ငွေစုတဲ့အခါကိုရင်မှန်းထားတဲ့ပန်းတိုင်ကိုရအောင်စိတ်ရှည်ရှည်နဲ့စုပါနံပါတ်20ကိုအိမ်ပိုင်နိုင်ဖို့ရည်မှန်းချက်တွေကိုမိသားစုတွေအားလုံးသိအောင်ပြောပြထားပါနံပါတ်28မိသားစုဝင်တွေကိုငွေစုဆောင်ရင်းမှာပါဝင်စေဖို့အားပေးပါနံပါတ်29ကိုပိုင်အိမ်နဲ့နေရမယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားကိုအမြဲတမ်းထိန်းသိမ်းထားပါနံပါတ်30အိမ်ပိုင်ဆိုင်ရမယ်ဆိုတဲ့အိမ်မက်ကိုကောင်းထည်ဖော်နိုင်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ကြိုးစားပါ